ကျမ်းမှကျင်ဘာလို့ရမလို့ဆိုမြတ်စွာဘုရားတပ္ပယကရိယာတခွနဲ့ပဲဟောထားတာတပ္ပယကရိယာကျမ်းမရေးအတွက်အထောက်အကူပြုအောင်နေတတ်စတတ်ရမယ်လို့သူဆိုလို့တပ္ပယကရိယာအကျိုးဖြစ်ထွန်းအောင်ပြုတတ်ရမယ်အဲ့တော့ယောဂကင်းပြီးတော့ဒီကျမ်းမကျင်နေဆိုလို့ရှိရင်ယောဂဖြစ်မဲ့အစအစမစားနဲ့ရှောင်း ယောဂဖြစ်တဲ့အနေအထားမျိုးနဲ့မနေနဲ့ကိုယ်ကိုကျမ်းမာရေးကူဆရမယ်တပ္ပယကရိယာဆိုတဲ့အလုံးကကိုယ်နဲ့အဆင်ပြေမဲ့အနေအထားအစားအသောက်ဒါဟာအရေးကြီးတယ်အဲ့လိုနေမှယောဂဝေဒနာတွေကင်းမယ်ဟောတာသူ့အကြောင်းတရားပဲနော်တပ္ပယကရိယာအာရောချတ္တအာဟာရောတပ္ပယကရိယာ ကိုယ်နဲ့သင်လျော်အောင်ပြုမှုနေထိုင်စားသောက်ခြင်းဟာအရောချက်တာအာဟာရောကျမခြင်းအကြောင်းတရားပဲကျမခြင်းဒီလိုနေရလူကတော့ကျမခြင်းနဲ့စားခြင်းနဲ့စားနေခြင်းနဲ့အဲ့ဒီလိုဆိုရင်တော့ကျမမှုရမှာမဟုတ်ဘူးလို့ဆို